မင်္ဂလာပါကျမတော်ငုခတ်တာပါ TV ရုံးမြင်သံကြားရဲ့ညနေ9:00နာရီအထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူငလင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းရှုစားကြအောင်ပါပါရှင်ငလင်းတန်းတင်ခဲ့ရတဲ့မန္တလေးမြို့မှာဧပြီလ9ရက်နေ့ညပိုင်းကမိုးရွာသွန်းခဲ့ပြီးတဲ့နောက်ပိုင်းမြို့ရင်းအခြေအနေကိုသီရိကစူးစီးတင်ဆက်ပေးထားပါတယ်ရှင် လင်းနယ်ပြင်းထန်စွာခံစားခဲ့ရတဲ့မန္တလေးမြို့မှာဧပြီလ9ရက်နေ့ည9နာရီလောက်မှာလေပြင်းတိုက်ပြီးမိုးရွာသွန်းခဲ့ပါတယ်။လေပြင်းတိုက်ခတ်သွားတဲ့အတွက်ငလင်းချောက်ရိုင်းနေတဲ့အိမ်တချို့အထက်မှပြိုကျသွားခဲ့တယ်လို့လည်းသိရပါတယ်။ငလင်းနယ်တင်ပြီးကြတဲ့ကရက်စင်မီတွေပြတ်တောက်ခဲ့ပြီးဧပြီလ9ရက်နေ့ညနေမှာရက်စင်မီပြန်လည်ရရှိခဲ့ကမိုးရွာတဲ့အတွက်မီးကျိုးပေါက်တာတွေဖြစ်ခဲ့ပြီးရက်ွက်တချို့ကမီးပြန်ပြတ်သွားတယ်လို့သိရပါတယ်။မိုးရွာသွားတဲ့အတွက် မြို့ထဲကကျုံးပီးနဲ့ကာလန်ပီးစတဲ့နေရာတွေမှာနေထိုင်ချရတဲ့ပြည်သူတွေညအိပ်ဖို့အတွက်အခက်အခဲတွေကြုံခဲ့ကြရတယ်လို့မြို့ကန်တွေကပြောပါတယ်။ကျုံးပီးမှာနေထိုင်တဲ့ငလင်ပေးတဲ့ပြည်သူတွေကိုအေပီလ9ရက်နေ့မှာစစ်ကောင်စီတာဝန်ရှိသူတွေကမန္တလေးတောင်ကြီးကသူတို့မှာဇီးရက်ဘက်ကိုရွှေ့ပြောင်းခိုင်းထားတယ်လို့လည်းသိရပါတယ်။ မနေ့ကညနေ9နာရီနဲ့6နာရီကြားထဲမှာကျုံးပြီးမှနေနေကြတဲ့ဒုက္ခတွေပေါ့နော်သူတို့ကမလေးတိုင်းတာဝန်ရှိတဲ့သူတွေကမလေးတောင်ကြီးမှာရှိတဲ့သူတို့ဘာစီရဲ့တန်ဘက်ကိုရွှေ့ထားပြီးသားရွှေ့ထားပြီးသားဆိုတော့အဲ့ဘက်မှာဟိုကဲမ်နေပါလေလေသူတို့ထားပါလိမ့်မယ်ဘာလို့ကျုံးပြီးမှလည်းစစ်တပ်ကနေပြီးတော့စစ်တပ်တို့မိုးကတဲတွေလိုက်ပြီးတော့ခြားထားပြီးရတယ်ရှိတယ် မိုက်တဲ့အထီးကြီးချထားပေးရရှိရပေါ့နော်အဲ့ဒါတွေပါပါသွားမယ်နေမိုးတွေရွာလိုက်တဲ့ဒီကြလိုက်တဲ့အတွက်ဘလုံးကွင်းတွေမှာအိတ်တွေရာရက်ွက်တွေမှာရှိရလမ်းပေါ်မှာအိတ်တွေဟာတွေတော်တော်လေးကိုဒုက္ခရောက်သွားကြတယ်မိုးရွာသွားပေမဲ့မန္တလေးမြို့တွေကပြိုကျသွားတဲ့အဆောက်အဦးတွေအောက်မှာကုညီကဲဆယ်ရေးတွေတော့ဆက်တိုက်လှုပ်ဆောင်နေတယ်လို့မြို့ကန်တွေကပြောကြပါဗျ။အေပီလ6ရက်နေ့မနက်ပိုင်းကစပြီး Grey World Hotel မှာ ရုရှားကကယ်ဆယ်ရေးသမားတွေကဟိုတယ်အနောက်ပိုင်းကိုဖြိုချပြီးရှာဖွေမှုတွေလုပ်နေတယ်လို့သိရပါတယ်။မိုးရွာသွားတဲ့အတွက်မြေပြိုရာတွေအဆောက်အဦးကျွန်ကျတာတွေဖြစ်လာနိုင်လို့ကယ်ဆယ်ရေးသမားတွေအနေနဲ့ပိုတိထားတင်ပြီးငလင်ပေးတဲ့ပြည်သူတွေအတွက်လည်းကူးဆက်ရောဂါပြဿနာတွေဖြစ်လာနိုင်တယ်လို့အကူအညီပေးနေသူတွေကပြောကြပါတယ်။ ပြိုနေတဲ့ area တွေမှာဆိုလို့ရှိရင်မြေကြီးနဲ့ထောက်ပြီး climb ဖြစ်နေတာမျိုးရေထိုးချလိုက်လို့ရှိရင်တဲကချစ်သွားတယ်တဲကအောက်ကိုကျသွားတယ်ဆိုလို့ရှိရင်နင်းတဲ့အခါမှာကျွံကျသွားတာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ dead body စီပေါ့နော်ကျွန်တော်တို့အချိန်ကြာပြီမထုံနိုင်တဲ့ dead body စီကပုံပြက်သွားရရှိမယ်နောက်တစ်ခုကကျတော့ဒီမိုးရွာလာတဲ့အခါမှာအဲ dead body စီကထွက်တဲ့အရေးတွေ ပုတ်သွားတာတွေပေါ့နော်အဲ့ဒီဟာတွေကားကြတော့အပြင်ကိုစီးလာနိုင်တယ်အဓိကတော့ဝမ်ပြဝမ်ရှော့ပေါ့နော်အနံ့ရဲ့ဒီရေတွေရဲ့ကိုလက်သေးချာမစေးဘူးဆိုလို့ရှိရင်အကုန်လုံးကဝမ်ပြဝမ်ရှော့ infection နဲ့ဝင်သွားနိုင်တယ်ပေါ့နော်မိုးရွာသွားတဲ့အတွက်မန္တလေးမြို့ထဲမှာအပူချိန်ကျဆင်းသွားတယ်လို့လည်းမြို့ကန်တွေကပြောပါတယ်မတ်လ28ရက်နေ့ကမန္တလေးမြို့အနီးကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့အင်အား9.9 Richter scale ရှိတဲ့ငလျင်ကြောင့်မန္တလေးမြို့အပါအဝင် မန္တလေးတိုင်းအတွင်းမှာပြည်သူ2959ယောက်သေဆုံးခဲ့တယ်လို့ဒီပေပေကကောက်ယူရရှိထားတဲ့အချက်လက်တွေရသိရပါတယ်။ကျမဒီမှာငလင်တန်းကြောင့်ထိခိုက်သေးဆုံးသူတွေကိုတယောက်ကိုကျက်ဆယ်သိန်းထောက်ပံ့ပေးသွားမယ်လို့စစ်ကောင်းဆောင်ကဧပြီလ9ရက်နေ့နေပြီးတော့အစိုးရအဖွဲ့ရုံးမှပြုလုပ်တဲ့အစည်းအဝေးမှာပြောခဲ့ပါတယ်။ငလင်တန်းကြောင့်ထိခိုက်သေးဆုံးခဲ့ရသူတွေကိုကျက်ဆယ်သိန်းထောက်ပံ့ပေးမှာဖြစ်တယ်လို့အဆောက်အုံပျက်စီးမှုတွေကိုလည်းထောက်ပံ့ကြေးပေးသွားမယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။ နိုင်ငံပေါင်း24နိုင်ငံကမြန်မာနိုင်ငံငလင်တွက်လှူဒန်းထားတဲ့အလူငွေဟာဒေါ်လာတန်နဲ့ချီရှိပြီးတော့စစ်ကောင်စီကတည်ဆုံးသူအကုန်လုံးတွက်ပေးတဲ့ထောက်ပံ့ကြေးကပြည်တွင်းအလှူရှင်တရားရဲ့အလူငွေတောင်မရှိဘူးဆိုပြီးပြည်တွင်းပရဟိတသမားတယောက်က DV ကိုပြောပါရယ်။ဒါပြင်စစ်ကောင်ဆောင်ကနိုင်ငံတကာမှာငလင်တန်အသင့်ပြည်သူတွေအတွက်အစားအသောက်တွေတကူရီသုံးပစ္စည်းတွေနဲ့ယာယီနေထိုင်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေယာယီစေယုံတွေလုံလောက်စွာရရှိစေဖို့ထပ်မံအကူအညီတောင်းထားတယ်လို့လည်းသိရပါရယ်ရှင်။ မတ်လ28ရက်နေ့ကအင်အားပြင်းငလင်လှုပ်ခတ်ခဲ့ပြီး၈ရက်အကြာဖြစ်တဲ့ဧပြီလ9ရက်နေ့ညပိုင်းမှာ နေပြည်တော်အနီးအတဝိုက်ကိုအခြေပြုပြီးအင်အား4.3 Richter scale ရှိတဲ့ငလင်ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ငလင်ထပ်မံလှုပ်ခတ်ခဲ့တဲ့အခြေအနေနဲ့လက်ရှိနေပြည်တော်မှာရှိတဲ့ငလင်တန်တဲ့နောက်ဆက်တွဲအခြေအနေတွေအကြောင်းကိုနေပြည်တော်ဒေသခံတယောက်ကိုသတင်းတောင်မျက်စိစင်ကဆက်သွယ်မေးမြန်းထားပါတယ်ရှင်။မင်္ဂလာပါရှင့် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကိုကျမက DVB သတင်းဌာနသတင်းတော့မြတ်သက်စင်မှာရှိမနေ့ကလေအကိုဟိုပြီးပြီးတော့မှလေငလင်ထက်လို့တယ်လို့သိရပါတယ်အဲအင်အားတော့တိတ်မပြင်းအတင်းတင်းလို့ပေါ့ပြောပါတယ်အဲ့ဟာအချိန်လေးသိကြဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့မနေ့ည7:00နာရီကျော်လောက်လို့ပြောတယ်ဟိုအင်အားတော့4 4ကျော်ကျော်4.3လားမသိဘူးပြောကြတယ်အဲလောက်လောက်လောက်တယ်လောက်တော့ဟိုပါဗောဒီဘက်နေပြီးတော့ဘက်မှလည်းနည်းနည်းဟိုလောက်လောက်တဲ့တိုင်ကိုခံလိုက်ရတယ်အဓိကတော့ဟိုဟာဒီဘက်ပေါ့နော် ဘယ်ဘယ်လိုခေါ်မလဲဟိုဘက်လေလေဝိပချံဘူတိတာလွားတယ်ပြောပြောတယ်ဗျာဒီငလင်းနေထက်လောက်တဲ့အခါကျတော့ဟိုဘလို့စိုးရိမ်မှုတွေရှိနေကြလဲပေါ့နော်ကိုအဲ့ဒါလေးတစ်ချက်လောက်ဖြေပေးပါရှင့်ဟောပေါ့နေပြီးတော့မှလည်းဟုတ်တယ်ဗျာအစောဟိုဟာတိတော်တော်များများအခုချိန်ကြီးလဲဟိုဟိုအပြင်မှာပဲထွက်နေတာပေါ့ဘာလို့လဲဆိုတော့ဟိုနောက်ဆက်တွေ့လေးကျစတိုက်လုံနေတော့လေလူတွေကဟိုတအားကြောက်နေတော့ဟိုတော်တော်တခုခုဆိုအပြင်အိမ်မြန်ထွက်ပြေးထွက်ပြီးအဲ့အဲ့အဲ့ညာလို့ပဲအပြင်နေမှာပဲအိတ်ကြတာ ကျန်တဲ့အချိန်တွေကတော့တော်တော်များများတော့အိမ်အပေါ်ပြန်တက်တယ်မိလဲလာပြီဆိုတော့လေဟိုအောက်မှာကကျတော့ဟိုဒီမှာလဲဟိုခိုးတာလူတာရက်တာလဲတော်တော်တောင်းချမ်းနေတော့အောက်တည်းလဲစိတ်ချတော့အပေါ်တော့ပြန်အိပ်ကြတယ်အဲ့လိုငလင်းလောက်လာပြီဆိုတော့အောက်ပဲပြန်စင်းအိပ်ကြတာဟုတ်ကဲ့ကိုနေပြီးတော့မှပေါ့နော်အကူကြီးရရှိမှုတွေနေတယ်လို့လည်းသိရပါတယ်အာဒီခြေနေလေးတွေကိုလည်းပြောပြပေးပါရှင့် အော်ဟုတ်တယ်ဗျာဟွာကုညီကယ်ဆယ်ရေတော့သူကစပါယူနေတည့်ရတိုင်းအားနေတယ်။ဟိုတနည်းတနည်းမှာကုညီကယ်ဆယ်ရေဖွဲ့လေးတဖွဲ့အလောက်ပဲရှိတာရှိတော့ကြတော့ဟိုတချို့တွေကလည်းအဲ့လိုပေါ့ကိုကိုကိုရကိုအနေနဲ့ကိုပစ္စည်းလေးယူဟိုလူအတန်းတွေကလည်းရှေ့ရက်တွေကတော့လမ်းတွေပိတ်လို့လာမသိဘူးဗျာရှေ့ရက်ဖြစ်တဲ့ စ်ကသားရက်တွေ၂ရက်၃ရက်၄ရက်လောက်ရှိဟိုဟာအထူးတန်းနေရတိတ်မရှိဘူးဒါမဲ့ဟိုဟာကမနေ့ကတမန်မနေ့လောက်ကစပြီးဟိုလှူတဲ့တန်းနဲ့ဖွဲ့အဖွဲ့တွေတော့တော်တော်ပေါ်လာပြီးဝင်လို့ဝင်လဲလာကြတယ်ဗျကွန်ကဲတဲ့ကြီးကတော့သူကတော့အခုလက်ဒီနေ့ချိန်ကျူအားနေနေတော့မှာပဲဟိုမီမီတာဖွဲ့တဖွဲ့လေးနဲ့ဒီဒီပါလာတဲ့ဖွဲ့လေးလေးတော့ပဲဆိုတော့လေဒီမှာလည်းအဲ့လိုဟိုဟိုလောကတက်ဖို့ဒီမဖော်ရတဲ့နေရာကြီးလည်းအများကြီးရှိတယ် အဲ့လိုကိုကြီးကလေးဟိုပါဒီလူတဲ့တန်းလေးမရောက်တဲ့နေရာကြီးလဲအဲ့လိုရှိတယ်လို့ကြားရတယ်ဒီမှာလဲဈေးတွေကလည်းအကန့်အသတ်မရှိပိတ်ထားတော့ဝယ်ဝချမ်းမို့ကလည်းဒီလိုလဲခန့်နေကြမှာပဲလေဟုတ်ကဲ့ပါကိုဒါဆိုရင်လက်ရှိမှာပေါ့နော်ဒီနေပြီးတော့မှလိုအပ်နေတဲ့အကူအညီတွေကဘာတွေပါလဲရှင်ဒီချိုးနေရာကြတော့အဲ့လိုပေါ့အဓိကကတော့ဒီမှာမီးတော့ပြန်လာနေပြီဒါပေမဲ့ရေတွေကဘယ်မှမရနေတော့ကိုကတောက်ရေတဲ့၃ရေရတော်တော်ခက်ခဲနေကြတာ၃ရေအားလုံးကပြတ်တော့မှာတော့လေ ကိုရေးတစီရေးရေးတကားလည်းအပေါ့ရေးကားတကားလည်းဟိုကားလည်း1600တို့ကားလည်း2000လို့ဆိုရင်အားတစီဟွာဟိုရေးကားတကားကို7000လောက်ပေး7000ပေးရတယ်အဲ့တော့တောင်တိုင်းဟွာလည်းတိတ်ဝဲမထဲနိုင်ကြတော့အဓိကတော့ဟိုဟာတောက်ရေးနဲ့တုံးရေးပြန်ဖြစ်နေတယ်အဲ့ဟိုအခက်ခဲကနေဟိုစားနေရေဟိုစားဖို့တောက်ဖို့အတွက်အလူတန်းတွေကပေါ်လာတော့အစားတောက်ကအဲ့လောက်မဟုတ်တော့ပြန်မယ်နဲ့အဲ့အဓိကအခက်ခဲကတုံးရေးဖြစ်နေတယ် လက်ရှိနေပြည်တော်ရဲ့မိရရှိမှုချီနေနဲ့ဆက်သွယ်ရေးချီနေကောဘယ်လိုရှိပါသလဲရှင်မိရလည်းလာတော့လာရပေါ့နော်လာလိုက်ပြက်လိုက်လာလိုက်ပြက်လိုက်လာတဲ့အချိန်တော့များပါတယ်ဖုန်းလိုင်းကြီးကတော့တော်တော်မကောင်းသေးတာဟုတ်ကဲ့ပါကိုခုလိုဖြေးချပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အင်အားပြင်9.9 Richter scale ငလင်ကြောင့်နေပြည်တော်မှာတိတ်ဆုံးသူအယောက်900ကျော်ရှိခဲ့ပြီးနေပြည်တော်ပြင်းမနာမြို့မှာစစ်ကောင်စီစစ်ဆေးရေးတင်းကျပ်နေတာကြောင့်အရက်ဘက်ကွန်ကြီးကယ်ဆယ်ရေးအဖွဲ့တွေလာရောက်တာနှဲပါနေတယ်လို့မြို့ကန်တွေကပြောပါတယ်ဒါကံတွေအနေနဲ့စားဝတ်နေရည်ပြည်လဲထူထောင်ရေးအတွက်ငွေကြေးလိုအပ်ချက်တွေစားရေးတောက်ရေးအခက်အခဲတွေရှိနေကြပါတယ်။ကုညီကယ်ဆယ်ရေးကိုလည်းဒေသခံတွေကကိုထူကိုထလှောက်ဆောင်နေကြရတယ်လို့သိရပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ပြင်မနာငလင်တန်ကိုကြုံခဲ့ရတဲ့ဒေသခံတယောက်ကို TV သတင်းထောက်ဆွဲတစ်ကဆက်သွယ်မေးမြန်းပေးထားပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော် DPP ရပါခင်ဗျာအခုဒီပြင်မနာဘက်ကငလင်ကုမီပယ်စဲအခြေအနေလေးဘယ်လိုရှိလဲပြောပြပေးပါလားဗျာပြင်မနာကကြတော့ဒီမီဒီတော်နဲ့မြင့်ပြတဲ့အတွက်ကြောင့်စစ်စစ်ရေးတွေများတာပေါ့စစ်စစ်ရေးတွေများတယ်ဆိုတော့အလှရှင်တွေကမလာကြအောင်ရှင် ဟိုလားစားပြရတွေကကြတော့ဝယ်လို့ရရတယ်ရှင်အဲဒီကကြတော့အပူငွေသားတွေပို့လို့တယ်ရှင်ဟိုစားပြရတွေဘာတွေကကြတော့မြို့ထဲမှာတော့ဝယ်လို့ရတယ်မြို့ပြင်တော့ထွက်လို့မရဘူးမြို့ပြင်ကလူတွေလဲဝယ်လို့မရဘူးဆိုတော့လေအလူငွေသားလေးတော့ပို့လို့ရှင်တယ်ရှင်အလူငွေသားလေးဆိုရင်တော့အဲမိသားစုဖွဲ့ဝယ်ပြီးတော့ကျေစားတော့ကြတယ်ဟိုအိမ်လေးတစ်ပြင်ပြင်လာလေးတွေတော့အဆင်ပြေတယ်ဟုတ်ရှင်ဟုတ်ကဲ့ငလင်းချောင်းထိတိုက်ပြေဆုံးစုအရေးတက်ကရောဘယ်လောက်ရှိလဲချက်ဖွေးတွေရောဆက်လုပ်နေရသေးတာဗျာ ဟုတ်ကဲ့ရှင်300ကျော်မယ်အဲ့ဒါအလောင်းလေးထုတ်ပြီးကုန်ပြီရှာတော့ရှာနေတော့မယ်ဒါမဲ့ကဲဆိုရေးသမားတွေလာမရဘူးဆိုတော့ကိုထူကိုထားနေပဲရှာနေရတယ်ရှင်ရပ်ပတ်ကဲဆိုအဖွဲကလာလို့မရတာလားဘလို့အခက်အခဲရှိတာလဲဗျဟုတ်တယ်ကဲဆိုရေးအဖွဲကလာလို့မရအောင်ရှင်သူတို့ကပေးမဝင်ဘူးပိုက်တာတယ်နေပြည်တော်ဝင်မှာပိုက်တယ်သူတို့အကောင်လုံးပိုက်တာတာပဲသူတို့အဲ့ဒီနေပြည်တော်ဝင်လို့မရတာအဲလာလို့ရရင်တော့လာစီချင်တာပေါ့ကဲဆိုရေးတွေကိုတချို့နေရာတွေဆိုရင်လည်းလုံးလုံးပါမှမလောက်ရသေးတာတွေလည်းရှိတယ် အဲမောပြန်ဖွေပေးစစ်နေတာဗောဒုက္ခရောက်နေတယ်ဆိုတော့လေးနည်းနည်းလေးဟိုကိုကျင်းစာပေးဖို့ဟုတ်တယ်မလားလုံးဝကဲစရေးတွေဝင်မရဘူးဆိုတော့ဒီသူတွေတက်လည်းအဆင်မပြေဘူးလေအခုဟာကဝင်ဖို့ကလည်းမရကိုယ်တိုင်ကလည်းထွက်လို့မရဘူးဆိုတော့စားပြရတယ်လည်းစေးကြီးတယ်အဲဆောအလူရှင်တွေကလည်းတရားမရောက်မလာဘူးဆိုတော့ဒေါက်တာတွေရောက်ကြတာပေါ့ရှင်။ဟုတ်ကဲ့အဲ့ဒီမှာဒီနလင်းဆောင်ပေါ့နော်အိမ်ကြီးပြည့်ချက်ပြည့်စည်တဲ့အရေးတကာရောဘယ်လောက်ရှိလဲလက်ရှိရောဘယ်လိုနေထိုင်နေရလဲဗျ။အဲ့တွေပြိုတာ အင်းရာကြော်လောက်ရှိတယ်ရှင်အခုလောလောဆယ်တော့တဲထိုးပြီးနေတာဗောညတော့ကတော့မိုးကြီးတဲ့ထဲပါတော့တဲတွေလည်းစုပ်ပြတ်တက်ကုန်ပြီးပြန်ပြေးနေတာဗောအဲသာသာကတော့ညမပြောသလိုဗောဟိုအဲဒီတာဒီတာဒီမှာမရှိနိုင်ရင်တော့မငူသားလေးတော့ဖြူစီခြင်းလေမြို့တယ်မှာကျတော့အကုံွယ်လို့ရတယ်ဆိုတော့လေဒီမရှိတဲ့လူတွေအတွက်ကကျတော့ပတ်ဆက်အဆင်မပြေရင်တော့ဟိုဝယ်ဖို့စားဖို့အတွက်ကအဆင်မပြေဘူးဖြစ်တယ်ရှင့်ပစ္စည်းတွေလည်းဆုံးရှုံးသွားတယ်ဆိုတော့လေ ိုတော်တော်လေးတော့ဒုက္ခရောက်နေကြတယ်ဆင်။ဟုတ်ကဲ့ဒီထိခိုက်ဆုံးရှုံးမှုအခြေအနေနဲ့လူအချက်တွေရှိရင်လည်းပြောပြပေးပါဦးခင်ဗျာ။ထိခိုက်တဲ့လူအကြတော့အားလုံးအဲတစ်ခါတော့တော့ရှိမယ်ရှင်။အဲ့ဒါကြတော့လုံးဝဟိုနေလို့အဆင်မပြေတဲ့လူတွေပေါ့နော်ဟိုချန်တဲ့လူတွေကကြတော့နည်းနည်းပပတော့ဖြစ်တဲ့လူတော့ရှိတယ်ရှင်ဟိုအဲ့လုံးဝလုံးလုံးပြက်စီးွားတာကြတော့အဲ့ဒီကြတော့ရာတော့တယ်အဲ့ဒါကြတော့လုံးဝနေလို့မရတော့တဲ့အဲ့လူ โอเคနောက်ဆုံးပြောချင်တာရှင်ပြောပြပေးပါအောင်ခင်ဗျအော်အဲအဓိကကျတော့အကူငွေလေးပဲအဆင်ပြေရင်တော့ဝိုင်းဟီပေးကြပါလို့ပြောချင်တယ်ရှင်မတ်လ28ရက်နေ့ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ဟာလူနေအဆောက်အုံတွေလမ်းတရားတွေပြိုပြက်ခဲ့သလိုရှေးဟောင်းအဆောက်အုံတွေလည်းပြိုပြက်ခဲ့ရပါတယ်။ငလင်တန်းကြောင့်မြန်မာပြည်တွေရဲ့မင်းနေပြီးတော့ဖြစ်ခဲ့တဲ့မန္တလေးမြို့အပါအဝင်ရာစုနှစ်များစွာတည်ရှိခဲ့တဲ့ရှေးဟောင်းအဆောက်အုံတွေလည်းအုပ်ပုံဖြစ်ရောက်ရှိခဲ့ရပါတယ်။ အဲ့ဒီထဲမှာမန္တလေးတိုင်းထဲမှာရှိတဲ့အင်းဝမြို့ဟောင်းလည်းပါဝင်ခဲ့ပါတယ်။ဆလေးရာစုကနေ19ရာစုအထိမြန်မာဘရင်တွေထိနှံဆိုးဆန့်ခဲ့တဲ့အင်းဝမြို့ဟောင်းကိုယတနာမြို့လို့တင်စားခေါ်ဝေခဲ့ပြီးဒီနေရာမှာရှေးဟောင်းအဆောက်အုံ962ခုရှိပြီးရှေးဟောင်းဖျားစီတွေလည်းများစွာရှိပါတယ်။အင်းဝမြို့ဟောင်းဟာကမ္ဘာလှည့်ခရီးသည်တွေကိုအ धिक ဆွဲဆောင်နေမြို့လည်းဖြစ်ကောင်း UNESCO ရဲ့ကမ္ဘာအမွေအနှစ်စည်းရင်းဝင်ဖို့ပြင်ဆင်နေရလို့လည်းဆိုပါတယ်။ဒါပေမဲ့ပြင်းထန်တဲ့ငလင်ကအရာအလုံးကိုအပြောင်းလဲဖြစ်စေခဲ့ပါတယ်။ မလင်ဘေးကျောင်းမန္တလေးမြို့တောင်ပတ်အင်းဝါမြို့မှာရှိတဲ့မဲနုအုပ်ကျောင်းလို့လူသိများတဲ့မဟာအောင်မြေဆန်ကျောင်းတော်ကြီးလည်းပြိုကျပျက်စီးခဲ့ရပြီးအဲ့ဒီငလင်တန်ကျောင်းမဲနုအုပ်ကျောင်းရဲ့၆ပုံ၃ပုံလောက်ဟာပြိုကျပျက်စီးခဲ့ရတယ်လို့သိရပါပါတယ်ရှင်။ မန္တလေးမြို့စကိုင်းတန်းလူမှုကူညီကယ်ဆယ်ရေးအသင်းဟာငလင်တန်းကြောင့်ပြိုကျခဲ့တဲ့29 28လမ်းကြား83လမ်းကတဲတိုက်ဝင်းအတွင်သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုကူညီရှာဖွေရင်းဧပြီလ5ရက်နေ့ကရွှေထယ်လက်ဝတ်ရတနာတွေနဲ့ငွေစက်ကူတွေကိုတွေ့ရှိခဲ့တာကြောင့်ပိုင်ရှင်စီကိုစီစီပြီးပြန်လည်အနှံခဲ့ပါတယ်။ဒီကြောင်းတွေကိုတရင်တော့မြက်သစင်ကစကိုင်းတန်းလူမှုကူညီရေးအသင်းကတာဝန်ရှိသူတဦးဖြစ်တဲ့ကိုကျော်ကျော်ဝင်းကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းထားပါတယ်ရှင်။တရင်တော့မြက်သစင်ပါရှင်။ အကုန်လုံးစကိုင်းနန်းလူမှုကူညီရေးအသင်းအနေနဲ့ပေါ့နော်မြေပြင်မှာကူညီရေးတွေလှုပ်ဆောင်နေတော့ရွှေတဲ့လဝိရဏနဲ့ငွေဆက်ကူတွေကိုပိုင်ရှင်စီမှာအနှံ့ခဲ့တယ်လို့သိရပါတယ်ဒီအခြေအနေလေးကိုပြောပြပေးပါရှင်အခုလိုနည်းနည်းစပြီးတော့လှုပ်ပြီးတော့နောက်ပိုင်းမှာကျွန်တော်ပထမဆုံးလုပ်ရတာကစားရေးတောင်းရေးပေါ့လေဟိုကလူတွေအကုန်လုံးကတိုက်ပေါ်မှာမနေရတော့ကျတော့နန်းတွေပေါ်ထွက်လာကြတော့စားရေးတောင်းရေးကျတော့လုပ်ပြီးတယ်အဲ့နောက်ပိုင်းကျတော့တခါအတက်ပေါ်ကြီးတွေတူးရမယ်ဆိုတော့ သူငယ်တွေကတက်တက်တိုးတာပေါ့လေဒါတူးကျင်တယ်ပေါ့ဆိုတော့အတက်ပေါ်လေးတွေကျွန်တော်တို့ကလိုက်ပြီးတူးပေးတယ်ပရောမဲတော့သူငယ်တွေတူးနေကျွန်တော်တို့ကဟိုသွားပြီးရကူညီတဲ့ပုံစံပဲရှိဒါပေမဲ့ကျွန်တော်ကမဟုတ်ဘူးငါတို့ခစားငါတို့တူးငယ်တွေစက်ကိယာပစ္စည်းတွေပါလေဒေတာဝယ်လိုက်ပြီးတော့ကျွန်တော်အခွဲတူးလိုက်တဲ့အခါကျတော့အိန္ဒိယကတွတ်လိုက်တဲ့ဒီစေစေအခွဲနဲ့ကျွန်တော်တော့ချိန်ပြီးသွားတယ်ပေါ့ကျွန်တော်တို့တူးသမျှမှာအိန္ဒိယအခွဲပါတယ်အမှန်မှန်ရရဆိုရင်ကျွန်တော်ပထမတူးတာကဟိုကမှာ15လမ်းနဲ့16လမ်း82လမ်းပေါ့ညောင်ငန်းန်းလို့ခေါ်တာ အဲ့ဒီမှာအပွားအိမ်နဲ့မိနေအောင်လေအဲ့ကျွန်တော်ပထမဆုံးတွေ့ရတာဖြစ်တယ်နောက်တစ်ခုကကြတော့အကျေတိုင်ဝင်းထဲမှာဟိုတက်ဟိုကိုပြီးသွားတဲ့နေ့ရက်၃ရက်ကအဲအမျိုးသမီးနှစ်ယောက်နဲ့တူပေါ့နော်အသက်ကြီး60ပတ်ကျလဲမျိုးသမီးနှစ်ယောက်နဲ့တူပေါ့အဲ့ဒီဟာ၃ယောက်တူတယ်မနေ့ညတူတာကအဲ့ဒီထဲကမျိုးသမီးတစ်ယောက်ဆင်မုန်းကြည့်တယ်အဲ့ဒီခိုက်တရားကောင်လေးရဲ့အဖေမျိုးသမီးတူရဲ့ဆင်မုန်းပေါ့မိသားစုတွေပေါ့အဲ့ကျွန်တော်တို့ကမတူးခင်တည်းကပထမဆုံးက ဟိုဟိုပြီးတော့နှစ်ရက်လောက်ကဒီအမျိုးသမီးဒီမင်းညာကတူးတဲ့လူတွေမျိုးသမီးကိုတူးတဲ့နေကလည်းမထင်ပါဘဲနဲ့ကျွန်တော်တို့အဲလက်ကောက်အသေးငါးခွေအချီးတစ်ခွေဝေသားတွေရောခလန်းတံပိုးစိတ်ပြကြောလောက်ကျွန်တော်ကြားတယ်ကျွန်တော်အပ်လိုက်တယ်အဲ့ပြောဟိုတလောကလည်းအဲ့လိုပေါ့ငွေတွေကတော့တိတ်မမှတ်မိတော့လူငယ်တွေလောက်တာကိုကျွန်တော်ကတော့လူကြီးဆိုတော့တိတ်တော့မင်းညာကလည်းအဲ့လိုပဲရက်ပေါ်ရီယာသူ့လက်ထဲမှာဒီရွှေပစ္စည်းတွေကခြိုင်ထားတာဒီရွှေပစ္စည်းတွေကိုသူငိကကြတာတွေကထုတ်ပြီးပြန်နဲ့အပြေမှာသူထုတ်တန်းပြီးသွားတယ်သူကသူ့လက်ထဲကပစ္စည်းတွေကိုယူပြီးတော့မှ ပိုင်းစင်ကိုပြန်အပ်တဲ့ခါမှာကျွန်တော်မှတ်တမ်းထပ်ပုံတွေယူထားလိုက်တာဖြစ်ပါတယ်ဟိုနောက်ထပ်သိချင်တာလေးရပါတော့ဒီခုနကအကိုတို့ဒီပန်ရှင်တန်ပေါ်စီစစ်ပြီးအနှံ့ခဲ့တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတွေ့ရှိမှုတွေကောပေါ့နော်ဒီဘလောက်လောက်တွေ့ရှိခဲ့ပြီးပြီလဲပေါ့နော်ပြီးတော့ဒီလိုမျိုးအလားတူကိစ္စရက်တွေရောပေါ့နော်တခြားအသင်းဖွဲ့တွေမှာရောဘလို့သတင်းတွေကြားထားတာမျိုးရှိပါတလဲရှင်အဲတို့ကကျွန်တော်တို့အဖွဲ့ကအဲ့ဒီခြေတိုင်းဝင်းထဲမှာတူးတာကအဲ့ပထမတစ်ထောက်တူးတော့ကလည်းလက်ောက်6ခွဲနဲ့ငွေသားရတယ် အဲဓာတ်ရင်းမှာတခုတော့ဘာရလေးရလို့မသိကျွန်တော်လည်းမေ့နေတော့မနေ့ကကျတော့ဘာရလဲဆိုအဲ့ဟိုကပုံလေးချက်လာမသိငါ့ညီမတွေ့လာမသိဟိုကအလုပ်ဝင်ကြတာတွေပေါ့နော်တော်များပါလေဆိုတော့အဲ့တော့ဒီနေရာမှာဟိုသူများအပြစ်ပြောရတော့မဟုတ်ဘူးကျွန်တော်တို့တခြားနေရာတွေသွားတဲ့အခါမှာအရင်တော့ဒီတိုက်ကြိုတိုက်ကြအောင်ကလည်းဘက်ပေါ်လေးကိုဖော်ကျင်တာဟုတ်ပွဲကလူများဘလောက်လာလာဆိုပြီးတော့တောက်တဲ့အခါမှာအကုန်လုံး welcome ပေါ့နော်ဒါပြလို့နောက်ပိုင်းကျတော့ ဒါကလောက်ကူရဲ့လူတွေပစ္စည်းတွေ့ပြီဆိုတော့ကမသိမသာယူသွားတာပေါ့နော်အမှန်တရားကုတင်အောင်ဆောင်ရွက်ပစ္စည်းလာယူတာအဲ့ကြေတနာတွေကတခြားနေရာတွေမှာဆက်နေရဆိုပြီးတော့ကျွန်တော်ကြားတယ်အဲဆိုင်ဆိုင်ပေါ်မှာတစ်နေ့နေပေါ့နော်တချို့နေရာတွေကျတော့ညပိုင်းဆိုရင်လည်းတညလုံးလောက်တော့မလုပ်တော့ဘူးလေ၈နာရီမှလုပ်တယ်ဒါကူခြင်းနဲ့အတင်းနိုင်အောင်ဆွတ်လို့ကြည့်ဘူးပေါ့နော်တချို့မှပဲနဲ့တချို့တော့လည်းမလုပ်လဲဆိုတော့ဟိုကတူးတဲ့လူကတူးတယ်ဗျအိမ်ကျန်သူ့နေရာမှာပစ္စည်းကိုပစ္စည်းပေါ်လာနေဝင်းဝင်းယူတာအဲ့တော့ကျွန်တော်တို့ကပြောတယ်ကျွန်တော်တူးတဲ့အလုပ်လုပ်ရမှာလားခင်ဗျားတို့ပစ္စည်းယူတာကိုစောင့်ရမှာလားပေါ့နော် က်ပေါ်ကြီးလိုချင်လို့ကြီးပစ္စည်းကို memory နဲ့ပစ္စည်းဆိုတာကအဲအဆုံးဆောင်ပစ္စည်းပေါ့။တမိုးကြီးကြီးဆိုတော့ကျွန်တော်တို့တစ်ခါတန်းအလိုက်ပါဘူး။အဲ့တော့အခြားနေရာတွေမှာတော့ပြဿနာဖြစ်တဲ့ရှားတယ်။ပစ္စည်းကြီးရဲ့လူလောင်းကနောက်ပိုင်းရက်တွေပေါ့လေ။ကျွန်တော်အတင်ရဒီ9ရက်တနင်္ဂနွေလောက်ပြီးတော့9ရက်နောက်တည်းကတော့တကယ်ကိုစိတ်ကျင်းကပြူစင်သွားလဲလုံနေတယ်။9ရက်နောက်ပိုင်းမှာတို့ဟလာဝေဖောက်လာတာလေးကြီးတယ်လို့ကျွန်တော်လည်းကြားပါတယ်လား။အဲဟိုကပေါ့တရက်ခွဲဖယ်ရီသားပေါ့လေ။အတင်းရအတင်းကတော့မသိဘူး။ဘယ်အတင်းနေလဲမသိဘူး။အဲစိုက်ပြိုထားတဲ့ရက်ခွဲခံနေရကျွန်တော်တို့ကိုပြန်ပြောပြတာ။ဟုတ်ကဲ့။ ဧပြီလ9ရက်နေ့ညကရွာသွားတဲ့မိုးကြောင့်ရှင်းလင်းရေးလုံနေတဲ့သခိုင်းမျိုးမှာအပုပ်နဲ့တွေထွက်လာတာကြောင့်ဒေသခံတွေအတွက်ကျန်းမာရေးအတွက်အကူအညီလိုအပ်နေကြပါတယ်။မော်ရစ်ကပြောပြပေးမှာပါရှင်။ငလင်တန်အများဆုံးခံရပြီးလူအသေးပြောက်များတဲ့မြို့တွေကတမျိုးဖြစ်တဲ့စကိုင်းမှာ April 9ရက်နေ့ကကျွာသွားတဲ့မိုးကြောင့်အပုပ်နဲ့နေထွက်လာတယ်လို့ဒေသခံတွေက DBB ကိုပြောပါတယ်။မြို့တွေကလူပိနေတဲ့နေရာတွေနဲ့စကိုင်းတောင်ဘက်ကရှင်းမှုကြံနေတဲ့နေရာတွေကနေအပုပ်နဲ့နေထွက်လာတာဖြစ်ပြီး ကယ်ဆယ်ရေးတွေလုပ်နေတဲ့အတွက်စိုးရင်စရာအနေထားတော့မရှိသေးဘူးလို့လက်ရှိစွန်းဦးပုံညာရှင်ဘက်မှကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကဆက်ပြောပြပါတယ်။ဟုတ်ရဲ့မြို့ကတစ်မြို့လုံးကြီးကနန်းနေတာပဲ။ဒီကွာလူပြီးတဲ့နေရာတွေမှာနန်းရလို့နန်းတခုကျွန်တော်တို့ပုံညာရှင်မှလည်းအနန်လေးတော့နည်းနည်းထွက်လာတာပဲ။စိုးစိုးအားကြီးတော့ဘာမှမဖြစ်သေးဖြစ်ပါဘူး။မိုးကဟိုလိုကဟိုရေရှည်ကြီးများပါရင်တော့တစ်မြို့ပေါ့ကိုကတော့ခဏလေးရွာလိုက်တာဆိုတော့လောကကန်ရတာတော့ကြက်တဲသွားတော့ပေါ့ဗျာ။ ရုပ်ပေါ်ကတော့ကွာလမ်းအဓိကတော့လမ်းတွေမပွင့်သေးဘူးပေါ့ဗျာအစာအုပ်တွေပါလုံးနေတာဆိုတော့လမ်းကောင်းကောင်းကပြုလို့မရသေးဘူးဟိုဟာနေရာအလုံးကပြုံပြီးတော့ရှင်းနေကြတာဆိုတော့လမ်းတွေကတော့ဟိုကကွင်းလိုက်ကြီးကကွင်းလိုက်အဲ့လိုတောင်းနေရတယ်လမ်းသွားရေးလာရေးတော့နည်းနည်းကြက်တယ်ပေါ့မိုးရွာလိုက်တာကြောင့်အပုပ်နဲ့တွေထွက်လာပြီးနောက်ဒေသခံတွေဟာဝမ်းရောဂါအတွက်စိုးရိမ်နေကြပါတယ်အိမ်သာမလုံလောက်တာတွေမိုးကြောက်မြည်ရီတွေနောက်လာပြီးရေတန့်မရနိုင်တာတွေကြောင့်ကျမ်းမာရေးနဲ့ပတ်သက်တဲ့စောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ဒေသခံတွေကဆိုပါတယ် မနေ့ကမိုးရွာလိုက်တော့လူတွေကကျွန်တော်တို့လက်လက်တော့ကျွန်တော်လမ်းပေါ်တွေမှာအိတ်ကြရတာခင်ဗျ။အကုန်လုံးတော့မိုးဆိုးတာပေါ့ဗျာလူတွေကတော့အိမ်ထဲတွေပျို့ပျို့ပျို့ပြည့်နေတော့အိမ်ထဲဝင်အိတ်လို့မရဘူးလေလမ်းပေါ်မှာအိတ်ကြရတော့ကျွန်တော်ရှိတဲ့ပေးထားတဲ့အဲဒီလာလှူထားတဲ့မိုးကလေးတွေကာကက်ပြီးတော့အိတ်ကြရတာပေါ့ဗျာ။အခုကတော့ကိုမိုးလေးတိတ်သွားတယ်ဒါပေမဲ့မိုးလေးကသာအခုကဒီနေ့တနေ့တနေ့ကုန်ရောင်းမဲ့ပုံစံရှိတယ်ဗျ။ကျွန်တော်တောက်သုံးရီရတောက်ရီတန်းနေတော့ရပြီ။ကျွန်တော်ချိုးရီသုံးရီရမြည်မြည်ရလာဆိုမြည်ရီတွေကနောက်နေတယ်ပေါ့ဗျာ။ နေရတော့နောက်နေရဆိုတော့သူတွေဒါတွေချက်ကျုပ်စားတော့မယ်တခုလုံးပြီးမြင်စင်ဒါဝိုင်းရောကဖြစ်လာနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ကအများဆုံးအိမ်သာလုံးဝမရှိဘူးအိမ်တွေကပြည့်ပြည့်သွားတော့အိမ်သာတက်ဖို့ခက်ခဲရှိလာတယ်ຫນွေກາລະມາເນອະປູຈັ່ງຍາລະລຸອະປູປ່ຽນຕັດຕິ່ງດີຈောက်ມົນລ້ວນແນຍັດຫນີໂລມາໂມຕິ່ງຕອງດີຜິດຫນາຍບີ້ຊွေລ້າຍາລ້ານດະຊောက်ມາລີປຽນໄຕດາດີໂມຍွာດາໂມຈູປິດດາໂມທີ້ຈွေດາສາດາດີຜິດຕັດແດລຸໂມລີວະຕາກາທົ່ວປ່ຽນຖ້າວ່າແດອະຄຸເອປຣິປະທະມະປັດອັດຕ້ວມາຍັງກົງເອຍາວີແນຕະນິນາດີຕາຍ ချင်ကရကရင်မွန်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာ၄ရက်ကနေ၈ရက်လောက်ထိမိုးထစ်ချုံရွာနိုင်တယ်လို့ဆိုထားပါတယ်ကျွန်တော်မော်ရစ်ပါရန်ကုန်မန္တလေးအမြန်လမ်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပိတ်ပင်တာစီစစ်ဆေးမှုတွေကြောင့်ငလင်ဘေးဒဏ်တင်ဒေသတွေကိုအရေးပေါ်ကူညီကယ်ဆယ်ရေးသွားလာရမှာလမ်းခရီးအချိန်ကျကျနှောင့်နှေးနေတယ်လို့ကူညီကယ်ဆယ်ရေးအဖွဲ့တွေကသိရပါဗျာ။ စစ်ကောင်စီကလုံခြုံရေးအကြောင်းပြပြီးည12နာရီကနေမနက်4နာရီအတွင်းရန်ကုန်မန္တလေးအမြန်လန်းကိုဖျက်ဆီးခွင့်ပိတ်ထားတာနှစ်နှစ်နီးပါးရှိနေပြီးအခုချိန်ဟာငလင်ပေးကြောင့်အရေးပေါ်အကူအညီတွေလှုံ့ဆော်နေရတဲ့အချိန်ဖြစ်ပေမဲ့လမ်းပိုင်းကိုဆက်လက်ကန့်သတ်ထားတာဖြစ်ပါတယ်။ငလင်ပေးတန်တင်ဒေသတွေကိုတွားရောက်ကူညီတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုစစ်ကောင်စီတပ်ကတင်းတင်းကြပ်ကြပ်စစ်ဆေးကကုညီကယ်ဆယ်ရေးအတွက်ခိုင်လုံတဲ့အချက်လက်တွေလိုအပ်တယ်လို့ပြောဆိုကချင်းချောက်တာကြောင့်နောက်ပြန်လှည့်နေကြရတယ်လို့သိရပါတယ်ရှင်။ ကျောင်းဆယ်မြို့မှာမြင်းကလင်ထပ်မံလှုပ်ခတ်ခဲ့တာကြောင့်လူတိုင်းနှိပါစိတ်ပိုင်းဆိုင်ရာတွေထိခိုက်ခဲ့ကြရတယ်လို့လူမှုကွန်ရက်ကဲဆယ်ရဲ့အတင်းတာဝန်ရှိသူကပြောပါတယ်။အောက်ခံသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းကိုပိုးပြူပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမန္တလေးမြို့ကြီးတွေနဲ့နီးတူထိခိုက်ပျက်စီးခဲ့တဲ့ကျောင်းဆယ်မြို့ကနေအောက်အုံတွေပါဝင်တမျိုးလုံးနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ်။ 60မြို့မှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုဧပြီလ3ရက်နေ့အထိလှုပ်ဆောင်ခဲ့ရာတည်ဆုံးသူ108ယောက်ဒဏ်ရသူ200ကျော်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်ဧပြီလ4ရက်နေ့ည9:55မိနစ်လောက်က60မြို့ကိုဗိုလ်ပြုပြီးနယ်လင်ထပ်မံလှုပ်ခတ်ခဲ့ပါတယ်လူရအရင်ဖြစ်တာတဲ့ဒဏ်ကြောင့်ဖိတ်လိုက်ပြီးတော့တချို့ကလည်းတရနေ့ရှိသေးတယ်ပေါ့အင်းနဲ့ဝင်အင်းနဲ့ကျန်တာရှိသေးတယ်တချို့လည်းအိပ်ကျော်နေပေါ့ကြီးတွေလှုပ်လိုက်ပြီးတော့နည်းဟိုပြောမလဲ သူကညာဘက်ကနေဖြစ်သွားတဲ့အခါကျတော့လူလမ်းပြပြင်းထွက်ကြတာပေါ့ဒီကြည့်ရလူတွေလမ်းနေတော့မှညီလေးကနေလာနေရတာအဲ့ပုံနဲ့ဖြစ်နေအောင်ထိထိလမ်းဖြစ်နေပေါ့ဘာလုပ်ပြီးဖို့လိုရလဲဆိုဘယ်လိုပြောရမလဲညီလေးဒီကတော့ဟိုဂိမ်းမဲ့ဘူးရစားနေဖို့ညီလေးကနည်းနည်းလေးငလင်းနည်းနည်းလေးလှုပ်တာပြီဆိုရင်တို့နည်းနည်းလေးပပလေးလှုပ်တာကိုထိလမ်းနေကြတာပေါ့ညီလေးကဒီထိလမ်းနေရတော့ဆွဲနေကြတာပေါ့ဘယ်လိုပြောမလဲဆိုကိုကိုနိုင်ကအစားပေါ့ညီလေးကိုလည်း ချစ်တဲ့နေပြုတ်ရတာတဲ့လူတယောက်ဆိုတော့နည်းနည်းငလင်လို့ပြီးတော့အပြည့်ထွက်ပြီးဟိုချောင်းနေရတာပေါ့အဲ့စိတ်ပန်းဆိုင်ပြီးတော့ထိရတာပေါ့ညီလေးရတယ်ငလင်လို့ပြီးတော့လေငလင်ထက်မှန်လောက်ခတ်ခဲ့တာကြောင့်ထိခိုက်တည်ဆုံးသူမရှိပေမဲ့ထိခိုက်ပျက်စီးနေတဲ့နေအောက်ဥချို့နည်းငယ်ပြူကျအကွဲတာတွေရှိခဲ့ပါတယ်ငလင်လို့ပြောရင်လူတိုင်းဒီဘဝစိတ်ဓာတ်ရာတွေခံစားနေရတယ်လို့မြို့ကန်တွေကပြောပါတယ် အဲ့ဒီချင်းတွေကဘာလို့အတဲပြောက်တော့မရှိဘူးပေါ့ဟိုဘာလဲနည်းနည်းတော့ကျန်းတယ်တချို့အိမ်လေးတွေငကိုထပ်ပို့ပြီးတော့ပို့အပ်သွားတာတို့တချို့ဟာလေးတွေနည်းနည်းပြိုကျတာလေးတို့ဟိုပြက်နည်းနည်းပြက်စီးလေးတော့ရှိတယ်ရှင်ဟုတ်ဆိုရင်စိတ်ကတော့ပြောမနေပါနဲ့အဲ့ဒီအတန်းတွေကိုကြားတဲ့ဆိုရင်ကိုလူတွေကတုံးနာအဲ့ချင်းချင်းပြောလို့ရှိရင်ငလီလို့ပြောလိုက်တာနဲ့ကိုလူတွေမှာအကုန်လုံးနှီးပါလူတိုင်းနှီးပါလို့လူကိုစိတ်တိုင်းရာတွေကိုရလို့ နဲ့ကိုလည်းမအိပ်ရဲပေါ့နော်ကျမတို့လမ်းပေါ်ထွက်အိပ်ရတာမင်းညဆိုရင်မိုးတွေရွာတယ်ပေါ့ဟုတ်ဟုတ်တယ်ပိုရာပေါ့ရာသီဥတုကမမျှတတ်တော့တက်ကြီးရွယ်ဦးတွေနဲ့ကလေးတွေကဒုက္ခရောက်ကြတာပေါ့အဲဘာဖြစ်လဲအကုန်ကူညီပေးလို့ရလို့ရှိရင်အကုန်လုံးဝိုင်းဝန်းပြီးတော့ကူညီပေးပါအောင်လို့ပဲပြောချင်တာလေမြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခဲ့မှုကြောင့်စုစုပေါင်းတိဆုံးသူအရေးအတွက်4230ယောက်နဲ့ထိခိုက်ဒဏ်ရာရသူ6505ယောက်အထိရှိလာပြီး လူ448ယောက်ပျောက်ဆုံးနေဆက်ဖြစ်ကောင်းကယ်ဆယ်ရရှိထားသူ498ယောက်ဖြစ်တယ်လို့ DBP ကဧပြီလ9ရက်နေ့ည8နာရီတိစုစည်းရရှိထားတဲ့အချက်လက်တွေရသိရပါတယ်။ကျွန်တော်အောင်ခံပါ မြန်မာနိုင်ငံမှာငလင်ပီးကြောင့်ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတာကိုနိုင်ငံတကာကမျက်ကွယ်မပြုဘဲစစ်ကောင်ဆောင်ကိုဖမ်းဆီးအရင်ယူပေးဖို့အမေရိကန်ပြည်ထောင်စုမြောက်ကယ်ရိုလိုင်းနားကိုရောက်နေတဲ့မြန်မာပြည်သူတွေကဧပြီလ9ရက်နေ့မွန်လွဲပိုင်းမှာဆန္ဒပြထုတ်ဖော်ပွဲတွေပြုလုပ်ခဲ့ကြပါတယ်။မူလကဆန္ဒပြပွဲကိုအစိုးရထောက်အောင်ဆိုင်ကတကူတော်ဆန္ဒပြပွဲအနေနဲ့ပြုလုပ်ဖို့စီစဉ်ခဲ့ပေမဲ့မြောက်ကယ်ရိုလိုင်းနားကိုရောက်နေတဲ့မြန်မာတွေပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်းဆောင်ကိုအာဂျင်တီးနားတရားရုံးကဖမ်းဝရမ်းထုတ်ထားပေမဲ့ဧပြီလ3ရက်နေ့နဲ့4ရက်နေ့တွေမှာထိုင်းနိုင်ငံမှာပြစ်လုခဲ့တဲ့ဘင်စတက်အစည်းအဝေးကိုစစ်ကောင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီးပြည်သူတွေကိုအကြမ်းဖက်တပ်ပြက်နေတာကိုမျက်ွယ်ပြုထားတဲ့အတွက်အိန္ဒိယနိုင်ငံတွေရဲ့နိုင်ငံတကာရဲ့ရည်တည်ချက်ကိုမြမအရေးတက်ကြွလှုပ်ရှားသူတွေကမေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ ငလေးစားတင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဧပြီလ3ရက်နေ့အထိ9ရက်အတွင်းမှာစစ်ကောင်စီကနိုင်ငံတဝန်လေးချောင်းတိုက်ခတ်မှု68ကြိမ်အထိပြုလုပ်ခဲ့တာကြောင့်ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်58ယောက်သေဆုံးခဲ့ရပါတယ်ရှင်။မြန်မာနိုင်ငံကငလေးတန်းအသင့်ပြည်သူတွေကိုကူညီသွားမယ် Bank Mate ရန်ပုံငွေဂီတဖြော်ဝေပွဲတစ်ခုကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာဧပြီလ၄ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။ဒီဖြော်ဝေပွဲမှာတော့မြန်မာ၊ထိုင်းနဲ့ဂျပန်က Bank နဲ့ Mate ဂီတပွဲတွေဂီတအဖွဲ့တွေဖြစ်ကြတဲ့ Vanilla Gay, Smoke of Set, Pubbus 2000နဲ့ Grapefruit တို့ကဖြော်ပြခဲ့ကြတာပါ။ဒီရမုံငွေဝဲကဂီတဖြော်ပြပွဲကိုစီစဉ်သူတယောက်ဖြစ်တဲ့ဂျပန်လူမျိုးဟီတေခိတာကာဆာကီကတော့ နလင်းကြောင့်ထိခိုက်ခံစားနေကြရတဲ့မြန်မာပြည်သူတွေကိုကူညီနိုင်ဖို့စဉ်းစားရင်းရမုံငွေဂီတဖြော်ပေဝဲတစ်ခုလုပ်ဖို့စီစဉ်ခဲ့တယ်လို့ပြောပါရယ်။ဒီဖြော်ပေဝဲကရရှိလာတဲ့ရမုံငွေတွေကိုတော့ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာအခြေစိုက်တဲ့ဖုန်တော့ဘုံမဲဆောက်ကိုလှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါရယ်ရှင်။ ။ TV ရုံးမြင့်တန်ကြားရဲ့ညနေ9:00နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါ။ဆက်လက်ပြီးနောက်ဆုံးရသတင်းတွေကိုထပ်မံဖြည့်စွက်တင်ဆက်ပေးအောင်ပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။ နက်ကင်ပနီ